တော့အားလုံးပဲမင်္ဂလာပါဖူအောင်မချန်ကနေကြိုဆိုပါရစေ။မန်ချက်စတာယူနိုက်တက်ကတော့အိမ်ကွင်းမှာ1-0ဆိုတဲ့ရတဲ့နဲ့ဝူဘာဟန်တကိုရှုံးနေပေါ့လေ။ဆိုတော့ကျွန်တော်တို့ယူနိုက်တက်ကတော့ပြဘယ်လိုပြောမလဲနော်။ကနန်းတင်ချာရတန်းနေပါလေမစင်းနိုင်တော့ဘူးဆိုတော့နည်းနည်းတော့စိတ်သက်သက်ရကျွန်တော်ရသွားတာပေါ့လေ။ဆိုတော့ဝူဘာဟန်ကို DRD တွေးတဲ့နှစ်ချိန်စလုံးကိုကျွန်တော်ရှုံးတာ အိမ်ဒီဝူပါနဲ့ကွင်းမာတော့ကလည်းကျွန်တော်2စီးနဲ့ကျွန်တော်ရှုံထားတာအခုလည်းရှိကျွန်တော်ကိုကွင်းမာကျတော့လေ1စီးနဲ့ကျွန်တော်ရှုံနေပေါ့နော် United တို့ကတော့အချိန်ဒီမကောင်းဘူးပေါ့ဗျာဆိုတော့ရှိမှာတော့ကျွန်တော်တို့ဒီပွဲတွေရှိပါတယ်ရှိမှာကျွန်တော်ကျွန်တော်ဒီ watch round လုပ်ခဲ့တော့မကြည့်ခဲ့ရအောင်မကြည့်ခဲ့ရအောင်ဆိုတာ Chelsea ကကျွန်တော်တို့ Fulham ကို comeback ပြန်လာနိုင်ခဲ့ပြီးတော့1-2ဆိုတဲ့ရာနဲ့ကျွန်တော်နိုင်တယ် အာဆင်နယ်ကလည်း4-0ဆိုတဲ့ရလနဲ့ကျွန်တော်တို့ဒါ Ipswich ကိုဂိုးပြတ်နိုင်နေပေါ့နော်။ဒါကျွန်တော်လည်းရှိကြည့်နေတဲ့အချိန်မှာတော့ Liverpool တင်းကတော့1-0နဲ့နိုင်နေတာပေါ့လေ။မင်းတော့အာနူးသွင်းသွားတဲ့ဂိုးနဲ့ဆိုတော့ကိုရီယူနိုက်တက်ကတော့ကျွန်တော်ရှုံးနေပေါ့ဗျာ။ဆိုတော့ဒါကရှိလက်ရှိကျွန်တော်ဒီနေ့ကစားတဲ့ပွဲတွေပေါ့။ဆိုယူနိုက်တက်ကပြဘယ်လိုပြောရမလဲ။ဒီဘပရိသတ်တွေခဏထားပေါ့နော်။ပရိသတ်တွေဘယ်လောက်ပဲမျောလင့်နေဖြစ်စေမလင့်နေဖြစ်စေခုကစားမားတွေရဲ့အခြေအနေကိုကျွန်တော်ကြည့်ရတာ လို့ပြောမှာ။ Okay ငါတို့တော့ဟေးနီးပြပြောလို့ပဲပရီးမီးယားလေးကိုလုံးဝအာယုံဆိုင်ဆရာမလို့တော့ဘူးဆိုတဲ့ပုံစံမျိုးလက်ခံသွားပုံကျွန်တော်ရတယ်။ဒီနေရာမှာဘယ်လိုပြောရမလဲ။အရင်ရတော့ဗျာတကယ်ကျူးစားလည်းပဲဒီချီပါပဲเนาะချီရတော့မကွာပါဘူး။ဒါမှမဟုတ်ကစားမားတွေကွင်းတွေကပွဲပေါ်မှာအာယုံဆိုင်နိုင်စွမ်းနေပြီးလို့ရှိရင်ကျွန်တော်တို့ဒီပြိုင်ဘက်ကိုအနိုင်ယူဖို့အတွက်တရက်ဆက်ကျူးပန်းတာမျိုးတွေကမတူတော့ဘူး။ဒီပွဲဆိုလို့ရှိရင်ချီအပေါ်ဆုံးကစားမားနှစ်ယောက်ကိုပြပါဆိုလို့ရှိရင်အဲ့ဒါကျွန်တော်တို့ဒီနေ့မှစပြီးတော့ပွဲကစားခွင့်ရလာတဲ့ Fredrickson ဆိုတဲ့ကျွန်တော်နောက်တန်းကလူငယ်ကစားမလေးကျောင်းနံပါတ်55နဲ့ပြီးလို့ရှိရင် Harry Armes ဆိုတဲ့ဘယ်လက်ဖွင့်ဘက်မှာကစားခဲ့တဲ့ကောင်လေးသူတို့နှစ်ယောက်ပဲချီပေါ်တာ Chennai Senior Player တွေကတာမန်ပဲပြီးရင်တော့ဟိုလူငယ်တွေကိုထုတ်ပြီးတော့ Senior Player တွေကိုအနားပေးမယ်လို့ MOD ပြောပေမဲ့အပြောင်းလဲကနှစ်ခုပဲကျွန်တော်ရှိတာသူတို့ကြာကြာကြီးပြောင်းလဲတာမျိုးကျွန်တော်မဟုတ်ဘူးပေါ့နော်ဟိုအသင်းရဲ့ပွဲထွက်လူငယ်၁၁ယောက်မှာဆိုလို့ရှိရင် Fernandez 2ကိုအနားပေးတယ်အဲပြီးရင်ကျွန်တော်က Casemiro ကိုကျွန်တော်အနားပေးတယ် ဒီကိုဒါလောက်ကိုကျွန်တော်အနာပြီးတယ်ပေါ့ဒါအဒီကြီးချက်မပို့ဘူးဗျာဆိုပြတဲ့ကကစားမရီအများကြီးအပြောင်းလဲလှုပ်လိုက်လို့ပေါ့နော်ဒီအသင်းကတလောက်ကြီးဖြစ်သွားတယ်ဆိုလို့ရှင်လေဒါထားအောင်တော့အခုကအဲ့လိုမဟုတ်ဘူးဖြစ်နေတယ် ဒီထဲမှာကျွန်တော်တို့ကစားသွားတဲ့နေရာမှာစီနီယာပလေယာတွေအကုန်လိုအပ်ချက်တွေများပြီးတော့လူငယ်ကစားမှ2ယောက်ကပဲဒီအကောင်းဆုံး performance ပြသွားတယ်လို့ကျွန်တော်ဖြစ်နေတာဒါကြီးကနေတော့ပြောစီရတော့ကျွန်တော်တို့ဒီကောင်းနေပေါ့နော်အဲကြောင့်ဒီ MOrin ပြောတဲ့အပြောင်းလဲဆိုတာကလည်းအများကြီးမဟုတ်တဲ့ခါကျတော့ဒါ senior player တွေအနေနဲ့တော်တော်ကိုတိုင်ပက်ပါတယ်သူတပင်ကျွန်တော်တို့ဒီ tight sit မှာဆိုလို့ရှိရင် resmans wildland ကိုပါလို့ဆိုလို့ရှိရင် blueman ကိုအခြေအနေမကောင်းခဲ့ဘူးပြသည်လားယာဒီကုံအထိဒါ europa league တော့မှာချီတူပါလို့မရလို့ ပရီးမီးယားလေးမှာဆိုလို့ရှိရင်ချီရိုကိုပဲတုံးဖို့မျှော်လင့်ကြတာဟိုလက်ကျန်ပွဲတွေကဘလောက်မှကျွန်တော်တာမဟုတ်ဘူးကျွန်တော်၅ပွဲလောက်ပဲကျွန်တော်ကျင်တော့တာဆိုတော့အဲ့ဒီ၅ပွဲလောက်မှာချီရိုအိုဘီတို့ဘာလို့ကိုတိုက်စစ်မှာ၃စီချင်းပြီပရိသတ်အများစုကမဟုတ်လည်းပဲချီရိုတုံးလည်းပဲဟိုထင်းတော့ကောင်းလာမှာမဟုတ်ဘူးဆိုလို့လည်းလေမတူဘူးလေရက်စမတ်လည်းကောင်းလာမှာမဟုတ်တာဟုတ်တယ်မအခုဆိုလို့ရှိရင်ကျွန်တော်တို့ပက်ထရစ်ဒူဂူဂူပေးရမယ့်အလုံးနေတို့နော်အဲကာနာချီရိုဘာလို့ကျွန်တော်တို့ဒါသူဘောပေးလိုက်တိုင်မျိုးတွေကိုစလိုက်ထူတာတွေနောက်ကျတာတွေတို့ ဘက်ထရီတူကိုကျွန်တော်တို့အသားလေးဖြတ်တင်ပေါ်ပြီးတဲ့နှလုံးကိုခေါင်းတိုက်ဖို့အစင်းသင်းရှိမနေတာတွေဒါတွေကတိုက်စင်မှုတရားရဲ့ပေါ့နော်ကျွန်တော်တို့ကျွန်တော်ဒီ low at the movement တွေဒါဘယ်လောက်ကြီးပုံမှာများနေတယ်လဲဆိုတော့ကျွန်တော်ပြခဲ့တာပဲ။ညအတင်းမှာကတိုက်စစ်ပိုင်းကတော်ရီတိုင်ပတ်ပါတယ်။နှစ်သင်းစလုံးကတော့ဗျာပြောရရာဒီဒီပွဲစားကလေးက Wolverhampton ကို United ကိုဘာမှမဟုတ်ဘူးဒီ Middlesbrough ဇုံမာတင်ဘောလုံးနေရပြီးပြက်နော်ပြီးတိုက်စစ်စင်တော့လည်းမထီရောက်ဒါမျိုးတွေနဲ့ပြီးနေတာ။ Wolverhampton ဆိုလို့ရှိရင်လည်း ပထမပိုင်းမှာ5ဘောက်ကွန်သူမှုတစ်ကြိမ်ပဲရှိတယ်နယ်လ်ဆန်စီမီတို့ကန်တဲ့အလုံး5ဘောက်ပေါ့အမြင့်ကျော်တက်သွားတာအဲ့ဒီလုံးမဲ့ယူနိုက်တက်ဘက်ကလည်းနှလုံးတော့ပဲကျွန်တော်ရှိတယ်ဆိုတော့အဲရစ်ဆင်ကန်တဲ့အလုံးနေပေါ့နော်ဖရီကစ်ကနေကန်ပြီးတော့တောင်းကပေါ်ရတဲ့အလုံးနေတို့ဒါလောက်ပဲရှိတာနှစ်သင်းစလုံးကကွင်းလင်မာတဲ့ဘောလုံးပြက်နေကြတာယူနိုက်တက်ဘက်ကတော့ဟိုဘောလုံးပိုင်ဆိုင်မှုတွေအသာစီးရတဲ့ပါညာပေါ့ဗျာဒီတိုင်းပဲကစားတာလေးတွေကခန်းစစ်မှာအမှားမရှိတယ်လို့တည်ငြိမ်မှုတွေပြနိုင်တယ်ပြန်ဘက်ကလည်းဖိဖိစီကစားနိုင်နေပေါ့ကွန်ညာတို့ဘာတို့ကိုလည်း ဒီဘက်မှာတိုင်းနာတကူတွေကျွန်တော်သာရှတ်ဒေါင်းလုပ်နိုင်ခဲ့တယ်ပေါ့ဒါပထမပိုင်းအချိန်နေဒုတိယပိုင်းမှာကျတော့ပိုပြီးတော့ကောင်းတဲ့အခွင့်အရေးတွေဖန်တီးနိုင်တယ်ကနာချူရူကတော့ဒီနေ့ပွဲမှာပေါ့နော်ဒီ dribbling တွေဘာတွေနဲ့အဲ area box တွေကိုပြန်ချိုးပီးတာတွေနဲ့အခွင့်အရေးလေးတွေသူတို့ဖန်တီးတယ်တော့၄ချိန်လား၃ချိန်လားမသိဘူးဖန်တီးခဲ့သေးတယ်ဒါပေမဲ့လို့ Fernandez 2ကို Mason Mount တို့ကိုအကုံလုံးထောင်ကန်ရတဲ့ကောင်ကန်ဘေးချော်ကန်တဲ့ကောင်ကန်နဲ့တိုက်စစ်ကြတော့တိုင်ပတ်တာအဲ့ဒီဘက်မှာဘောလုံးပိုင်ဆိုင်မှု60ရာခိုင်နှုန်းလောက်ထိတယ်ကျွန်တော်ရနေတာ ရတဲ့အခွင့်အရေးတွေကဘလို့မှအတုံးချနိုင်တာမဟုတ်ဘူး19ကိုကျွန်တော်တို့ဂူပေါက်ကန်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ2ချိန်ပဲဂူပေါက်တဲ့စဉ်းစားကြည့်ပါ12ချိန်ကန်တာ2ချိန်ပဲတဲ့တယ်အဲ့ဒါ everything ကန်တဲ့တောင်းကဘောဒီချက်ပေါ့ပြည်တံဘောဒီချိန်ပါတယ်အဲ့တော့ဒါပဲဥပန်တန်ရဲ့ဘက်ကဒီ၄ချိန်ကန်တဲ့2ချိန်ဂူပေါက်တဲ့တဲ့2ချိန်ဟောဆို2ချိန်ဂူပေါက်တဲ့တဲ့တလုံးဂူသွားတယ်ဂူသွားတဲ့လုံးက free kick ကနေဘူဒူမာအန်ဒရယ်ဦးရနာလေကိုတိုင်းမှမကောင်းပါဘူးဆိုမှခုဝေါ်တဲတာကိုကောင်းကောင်းမတော်တဲ့ဘူးလူတိုင်းတဲတာကိုပဲ ဆိုတော့အမေမိမိဒတိုင်းကိုကြည့်ကြတယ်အမင်းဂိုးကျင်တဲ့စိတ်ကများနေပြီဗျာသေးလားဆိုတော့အမေဂိုးသွားရောဥပန်းနေဆိုဒီပွဲမှာတတူကြကြဘာမှလုံနိုင်ကြတာမဟုတ်ဘူးเนาะအန်ဒီရများတာဆိုလို့ပွဲပြီးကန်ဒီမှာကောင်တာအထက်သူတို့တလုံးရတယ်အမေဟိုကောင်ပေးစီရရှိတာမပေးဘဲနဲ့အချိန်ဆွဲလိုက်လို့ဥပန်းနဲ့နစ်နာခဲ့ရတာဒါပဲဒါကိုပဲယူနိုက်တက်ကကောင်းအောင်မကန်နိုင်ခဲ့ဘူးဆိုတော့ကြောင့်မနော်မန်ချက်စတာယူနိုက်တက်တွေတော့ကျွန်တော်တန်းတော့မစင်းတော့ဘူးပေါ့လေဒါပေမဲ့လည်းလို့အဆင့်ကကျွန်တော်လက်ရှိ14ကိုကျွန်တော်တို့ရောက်လာပြီပေါ့နော် ဆင့်73ကအေဗန်နဲ့အမှတ်တူတယ်။အဆင့်7နဲ့ကခရစ်စတယ်ပေးလေးစနဲ့လိမ့်မှတ်ကွာနေတယ်။ဆိုတော့အချီနီကတော့တော်တော်ကိုစိုးပါတယ်နော်။အချီနီကတော့ကျွန်တော်တော်တော်စိုးတယ်။နီးပြပြည့်သူအမိုရင်လက်အောက်မှာကျွန်တော်တို့ဇန်နဝါရီပြောင်းချူမှာလူမဝဲပေးဘူးပဲပြောပြောကျွန်တော်ဟိုယာဒီအလေကြီးလာပြီးတော့စကင်တွေခဲ့ရလို့ပဲပြောပြောဒီမိုင်းတစ်ချောင်းမှာအဆိုးဝါးဆုံးအနေထားနဲ့ယာဒီတိန်းတော့မဲ့အချီနီမျိုးပေါ့လေယူရိုပါလိကိုအိုင်ယွန်ဆိုက်ချင်လို့လို့နော်သူသူကိုယ်တိုင်ပြောပြီးတော့ယူရိုပါလိမှာတိတက်တက်မတက်ဘူးဖိုင်နယ်မရဘူးပါညာပလားမရဘူးပါညာဆိုရင်တိုင်ရပတ်အောင်မယ် ယူရိုပါလိဒီ United တွေဒီရာဒီအရာအလုံးကိုအဆုံးဖြတ်ပြီးမဲ့အခြေအနေမျိုးဆိုတော့အဲ့ဒါကိုကျွန်တော်ဒီယူရိုပါလိမှာသူတို့ဘယ်လောက်ထိလုပ်ပြမလဲပဲကျွန်တော်ကြည့်ရတော့မှာပဲလေပရီးမီယာလိဂ်ကတော့မျောလင်းချက်မရှိတော့ဘူးပေါ့နော်တမ်မစင်တော့ဘူးဆိုတာနဲ့ပဲနေနေစိတ်သက်သာရတဲ့အခြေအနေမျိုးပေါ့ဗျာအဲ United အနေနဲ့ Uberhanden ကိုဒီရာဒီတွေ့တဲ့နှစ်ကြိမ်စလုံးရှုံးနေသွားတယ်ပေါ့နော်ဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ရောညီကလူဘလူမင်ကြတဲ့ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများညီပါတယ်